သူမရဲ့ခင်ပွန်းလွန်မြောက်လာပေမဲ့ခင်ပွန်းတဲ့မလွန်မြောက်နိုင်သေးတဲ့ခိုင်တင်းကြီးကိုအားပေးလိုက်တဲ့နန္ဒာလိုင်းပြိတ္တများလုံးမင်္ဂလာပါရှင်ဘာမစ်နောင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။တယုတ်ဆောင်မင်းသမီးနန္ဒာလိုင်းနဲ့ခိုင်တင်းကြီးတို့ကဒုက္ခဒုက္ခမှာအောင်မြင်တဲ့မင်းသမီးတွေဖြစ်ခဲ့ကြသလိုချမ်းသာကြွယ်ဝတဲ့တတိကြီးတွေကိုလည်း ကိုစီလက်ထပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းပြီးခဲ့တဲ့၃နှစ်တာမှာတော့တိုက်ဆိုင်စွာနဲ့ပဲတရုတ်ဆောင်မင်းသမီးနန်ထာလိုင်းနဲ့ခိုင်သိန်းကြည်တို့ရဲ့ခင်ပွန်းတွေအဖမ်းခံခဲ့ရပါတယ်။အခုခါမှာတော့အချင်းကြနေရဲ့ခင်ပွန်းတွေပြန်လည်လွတ်မြောက်လာတာကြောင့်ပြုံးပျော်ရွှင်နေရတာကတရုတ်ဆောင်မင်းသမီးနန်ထာလိုင်းဖြစ်ပါတယ်။အလုံးသေးကြတဲ့နန်ထာလိုင်းကတခေတ်တခါကအောင်မြင်ကျော်ကြတဲ့ထိတ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။အထူးသဖြင့်နန်ထာလိုင်းကကြက်သည်ရှိတဲ့အလားတရားတွေကိုပိုင်ဆိုင်ထားတာဖြစ်ပြီးတရုတ်ဆောင်ကောင်းနာကြောင့်ရုပ်ရှင်လောကမှာနန်ထာလိုင်းဆိုတဲ့နာမည်တစ်လုံးရရှိနေရဖြစ်ပါတယ်။ ဒါအပြင်ဒဏ္ဍာလိုင်ကတည်ငြိမ်ခံကြပြီးတော့ယောက်ျားတွေနဲ့ကင်းကင်းရှိရှိနေထိုင်နေသူလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာနိုင်ငံရဲ့ထိတ်တန့်အချမ်းသာဆုံးတထည်ကြီးတဦးဖြစ်တဲ့ဇေကဘာဥခိရွှေရဲ့တဦးတွေတော့ဒါဇေတီဟာနဲ့ဒဏ္ဍာလိုင်ကဖူးစာပါခဲ့ရဖြစ်ပါတယ်။ဇေတီဟာနဲ့ဒဏ္ဍာလိုင်တို့ကသမီးလေးတွေနဲ့တာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတီထောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းပြင်းခဲ့တဲ့နှစ်တွေမှာတော့နန္ဒာလန်ရဲ့ခင်ပွန်ဖြစ်သူဦးစေတီဟာနဲ့ရောက်ကမဖြစ်သူဇေကဘာဦးခင်ရွှေတို့အချင်းချခံခဲ့ရပါတယ်။ဒါကြောင့်နန္ဒာလန်ကသူမရဲ့သမီးလေးတွေကိုစောင့်ရှောက်ရင်းနဲ့နေနေရတာပါ။အခုခါမှာတော့နန္ဒာလန်ရဲ့ရောက်ကမဖြစ်သူဇေကဘာဦးခင်ရွှေနဲ့ခင်ပွန်တဲ့ဇေတီဟာတို့ကအချင်းချနေရကနေပြလဲလွမြောက်လာကြောင်းသိရပါတယ်။ဒါကြောင့်နန္ဒာလန်တို့မိသားစုကတော်တော်လေးကိုပျော်ရွှင်နေရတာဖြစ်ပါတယ်။ဒါအပြင်ပရိသတ်တွေကလည်းတော်တော်လေးကိုပျော်ရွှင်နေကြတာကိုမြင်တွေ့ရပါတယ်။ဒါပေမဲ့မလွမြောက်နိုင်သေးတာကခိုင်သိကြီးရဲ့ခင်ပွန်ကိုခန့်နိုင်ပါ။ န္တလန်ရဲ့ခင်ပွန်လွန်လာပေမဲ့လွန်ချင်းချမ်းသာခွင့်နဲ့ပါမလာသေးတဲ့ခင်ပွန်ကြောင့်ဝန်းနေနေရတာကတော့ခိုင်တင်းကြီးဖြစ်ပါတယ်။နန္တလန်ရဲ့ခင်ပွန်ဦးစည်တီဟာကအချင်းချနေရကနေပြည်လည်လွန်မြောက်လာပေမဲ့လွန်မြောက်လာခဲ့ခြင်းမရှိသေးတဲ့ကိုခန့်နိုင်အတွက်ကိုတော့ခိုင်တင်းကြီးကစိတ်မကောင်းဖြစ်နေပါတယ်။တကယ့်တခါကအမြင်ကျော်ကြတဲ့ထိတ်တန့်မင်းသမီးနှစ်ယောက်ဖြစ်တဲ့နန္တလန်နဲ့ခိုင်တင်းကြီးတို့ကမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်တတိတွေနဲ့လက်ထပ်ခဲ့ကြတာပါ။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တွေမှာနန္တလန်ရဲ့ခင်ပွန်ဖြစ်သူစည်တီဟာနဲ့ခိုင်တင်းကြီးရဲ့ခင်ပွန်ဖြစ်သူကိုခန့်နိုင်တို့ကအချင်းချလိုက်ပါတယ်။ခိုင်တင်း င်းကြီးကခင်မွန်တဲ့အတွက်ပဋ္ဌာန်းဒေသနာတော်တွေရုပ်ဖတ်ပူဇော်ကပြန်လည်လွတ်မြောက်လာစေဖို့ဆုတောင်းပေးခဲ့ပေမဲ့လည်းမလွတ်မြောက်လာနိုင်သေးရဖြစ်ပါတယ်။ခိုင်သိန်းကြီးကပြည်သက်ခိုင်မာရာရှိထားတဲ့မင်းသမီးတယောက်ဖြစ်ပြီးတော့စကားပြောဆိုတရုတ်ဆောင်ဘုံကထူးခြားတွက်လက်နေတဲ့တာကြောင့်ပြည်သက်တွေကမဖို့ကျွလို့ချက်စနုံးနဲ့ခေါ်ကြပါတယ်။အခုခါမှာတော့ခိုင်သိန်းကြီးကခင်မွန်တဲ့ပြန်လည်မဆောင်စည်းနိုင်လို့အားလုံးကစိတ်မကောင်းဖြစ်နေကြပါတယ်။အစောပိုင်းမှာတော့လွတ်လပ်ရေးနေတဲ့အတူလူငယ်ချမ်းသာခွင့်နဲ့ပေးလိရှိရာကြောင့်တရုတ်ဆောင်ခိုင်သိန်းကြီးကခင်မွန်တဲ့ကိုခန့်နိုင်လွတ်မြောက်လာစေဖို့အတွက်ဆုတောင်းပေးခဲ့ပါတယ်။ ယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ခန်သိန်းကြီးရဲ့ယောက်ျားကပါဝင်မလာခဲ့ပါဘူး။ဒါကလည်းခန်သိန်းကြီးရဲ့ခင်ပွန်းတဲ့ရဲ့ပြမှုကနန္ဒလန်ခင်ပွန်းရဲ့ပြည်တန်နဲ့မတူတာကြောင့်မလွတ်မြောက်နိုင်တရားဖြစ်တယ်လို့သိရပါတယ်။အခုခါမှာတော့နန္ဒလန်ရဲ့ခင်ပွန်းကလွတ်မြောက်လာပေမဲ့ခန်သိန်းကြီးရဲ့ခင်ပွန်းကမလွတ်မြောက်နိုင်သေးပါဘူး။ဒါကြောင့်ခန်သိန်းကြီးကိုနန္ဒလန်ကအားပေးစကားပြောကြောင်းသိရပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခင်ပွန်းတဲ့ပြန်လည်မလွတ်မြောက်နိုင်သေးတဲ့ခန်သိန်းကြီးအတွက်အားပေးစကားလေးတွေပြောသွားခဲ့ပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။